Hello Cheer တွေ BB Family မိသားစုတွေအားလုံးပဲမင်္ဂလာနေ့လေခင်ပါခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel နဲ့အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့2025ခုနှစ် November လ15ရက်နေ့ရဲ့နေ့လယ်ပိုင်းသတင်းတွေကိုကျွန်တော်နဲ့အတူတိုင်းမှာ Reaction လုပ်ကြမှာပဲဖြစ်ပါတယ်ဟုတ်ကဲ့ Louis Tuition သတင်းတွေနဲ့ပဲဆက်လိုက်ပါမယ်နော် ကဲဒီနေ့မှာတက်လာတဲ့သတင်းတွေကတော့ AE ကယာယီစုခွာပေးလိုက်တဲ့ကြောက်ဖြူမင်းပြင်ရွာရေဒါစစ်ခန်းတွင်ဝါရဖြန့်တပ်မုံရဲ့ကိုရန်စစ်တပ်ကပြင်ဆင်နေစဉ် AE ကပြစ်ခတ်တော်လက်နက်ကြီးကြီးကြားရောက်ပေါက်ကွဲ၍စစ်သားအများပြားမျိုးစားဖြစ်သွားတယ်ဆိုတဲ့သတင်းကောင်းဖြစ်ပါတယ်ခင်ဗျာအဲ့ဒါတော့အရခတ်တော် AE သိမ့်ပိုက်ထားတဲ့ကြောက်ဖြူမျိုးမင်းပြင်ရွာရေဒါစခန်းကိုလွန်ခဲ့တဲ့ရက်ပိုင်းအတွင်းအချက်မဲ့စစ်ကောင်စီကော်မရှင်တပ်များကအင်အားအလုံးအပြည့်စစ်ကြောင်းထိုးတိုက်ခိုက်လာကြောင်းရင်းနောက် AE ကမင်းပြင်ရွာစခန်းမှာယာယီစုခွာပေးလိုက်ရပြီးစစ်တပ်ကဝင်ရောက်နေရာယူသွားကြောင်းထို့သောမင်းပြင်ရွာစခန်းကိုစစ်တပ်ကရရှိပြီးနောက်ဝါရ ားဖြင့်ဓာတ်ပုံရဲ့ကုရံအတွက်စစ်သား20ကျော်ကပြင်ဆင်နေခဲ့ကြောင်းရင်းချေအေအေကလက်နက်ကြီးပစ်ခတ်ခဲ့ရာမင်းပြည်ရစခန်းအတွင်းရှိဝါရားဖြင့်ရိုက်ကူးရန်ပြင်ဆင်နေတဲ့နေရာတက်တက်ကြရပောက်ခွဲခဲ့ကြောင်းအဆိုပါပောက်ခွဲမှုအတွင်းစစ်သားများပြားတေဆုံးသွားကြောင်းသိရပါတယ်လို့သိရပါတယ်နော်အဲ့တော့ဒီမှာမြင်းပြည်ရစခန်းမှာလက်နက်ကြီးကြောက်ပောက်ခွဲမှုကြောင်းအချမ်းဖက်စစ်သားအနည်းဆုံး10ဦးခန့်တေဆုံးနိုင်ပြီး24ဦးတေဆုံးသည်ဟုသတင်းများကြားရတော့လေအတိအကျကိုတော့သတင်းအတိမပြုနိုင်သေးလို့သိရပါတယ်နော် ကဲနောက်ထပ်သတင်းတစ်ပုဒ်ကတော့မွန်ပြည်နယ်ရေးမြို့နယ်ရွာကလေးနှင့်ဝါရဟိုင်းရွာကြားတွင်အချမ်းပစစ်တပ်နှင့်ရေးဘလူးအဖွဲ့တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီးအချမ်းပစစ်သား9ဦးမြေဩဇာဖြစ်ပြီးအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းရေးဘလူးတပ်ဖွဲ့၏ခေါင်းဆောင်တယင်းမှုရေးဘလူးကသတင်းပို့ထားလို့သိရပါဗျာ အဲ့တော့တိုက်ပွဲဖြစ်တဲ့နေရာကရွာကလေးနဲ့ဝါယာဟိုင်းကြားမှာတဲ့ရန်သူဘက်ကတိုက်စုံမှုခုနှစ်ဦးရှိတယ်ဒဏ်ရာရတာလည်းရှိတယ်ဒဏ်ရာရတာကျတော့အာယူတောင်ကိုပြန်ပို့ချသွားတယ်ကျွန်တော်တို့သူတို့နဲ့ကရွာကလေးရွာသူတို့ကြော်လာခဲ့တယ်တဲ့ဝါယာဟိုင်းကြားလို့ပြောရတယ်အဲ့ဒီမှာထိတွေ့မှုဖြစ်တယ်တိုက်ပွဲဖြစ်ချိန်45မိနစ်လောက်ပဲရှိတယ်တဲ့အဲ့ဒီမှာအချမစစ်ကောင်စီအဖွဲ့ခုနှစ်ကောင်မြေရောစားဖြစ်သွားတဲ့တိုက်ပွဲဖြစ်ပါတယ်နော် နောက်ထပ်သတင်းတစ်ပုဒ်ကတော့ဒီမုံရမြို့နယ်မုံရချောင်းလမ်းပိုက်မှာဝမ်ပေါင်ကျင်းနေတဲ့ရင်တန်းကိုလုံခြုံရေးယူပြီးနေတဲ့စစ်ကားများကိုမိုင်းဆွဲပစ်ခတ်တိုက်ခိုက်မှုစစ်သားနှစ်ကောင်မျိုးစားဖြစ်သွားတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ခင်ဗျာကဲကြားရတဲ့အတိုင်းပါနော်နေရာတိုင်းမှာအကြမ်းစစ်ကောင်စီဖွဲ့တဲ့စော်ကန်နေရတာပါနော် ောက်ထပ်သတင်းတစ်ပုဒ်ကတော့အာနာသိစစ်ကော်မရှင်က၎င်းတို့ပြုလုပ်မဲ့ရွေးကောက်ပွဲကိုနောက်ဆက်ဖြစ်စီမှုဖြင့်ရန်ကုန်တိုင်းတင်ကန်းကျွန်းမြို့နယ်တွင်လူငယ်လေးဦးထပ်မံဖမ်းဆီးလိုက်ပြီးလက်ရှိအချိန်ထိတိုင်းဒေသနဲ့ကင်တော်လိုင်းရေးတပ်ဖွဲ့များ EOS ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ပါဝင်အမှုဖွင့်ခံထားရတဲ့ပြည်သူတရားကျော်ရှိလာဖြစ်ကြောင်းလည်းသိရတယ်ပေါ့နော်အဲ့တော့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့သူတို့ကတော်တော်ကြီးကိုကြောက်ရွံ့နေတဲ့အနေထားဖြစ်ပါတယ်နော် ကဲနောက်ထပ်သတင်းတစ်ပုဒ်ကတော့ပဲခူးတိုင်းရွှေချင်းမြို့နယ်တွင်ကြက်ဖွတ်ပါတီကိုမဲထည့်ရန်လိုက်လံစည်းရုံးနေတဲ့ကြက်ဖွတ်ပါတီဝင်ကိုပြည်သူတို့ကဓားဖြင့်လိုက်ခုံပြုဖြစ်ပွားခဲ့ကြောင်းစစ်တပ်ရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်ဗောနော်အဲတော့ချမ်ပတ်စစ်ကောင်စီဖွဲ့တို့တော့ဒီတော့တော့မကြောက်ဘဲနဲ့ရေရေဓားနဲ့လိုက်ခုရေဆိုတော့တော်တော်သတိရှိသူပဲနော် နိုဝင်ဘာ14ရက်နေ့နောက်ပိုင်းဘကိုရန်ရွှေကြည်မြို့နယ်နောက်ဘက်ကျွာတွင်ကျန်းဖွတ်ပါတီကိုမဲထည့်ကြရန်မဲဆွေစည်းရုံးရေးအတွက်အတော်အမာစိန်ဆိုသောကျန်းဖွတ်ပါတီဝင်ကလိုက်လံစည်းရုံးကြောင်းထို့သို့လိုက်လံမဲဆွေစည်းရုံးနေစဉ်အဆိုပါကြည်ရတွင်နေထိုင်သောပြည်သူအသက်40နှစ်အရွယ်ကိုဝင်းဦးကဓာဖြင့်လိုက်လံခုတ်သဖြင့်ဒေါ်အမာစိန်မှာထွက်ပြေးလွတ်မြောက်သွားကြောင်းထို့သို့လွတ်မြောက်သွားတော့လဲစစ်တပ်နှင့်ရဲကဓာဖြင့်ခုတ်သောပြည်သူကိုပြည်သူကိုဝင်းဦးကိုလိုက်လံဖမ်းဆီးရိုက်နှက်ခဲ့ကြောင်းရင်းနောက်ရွှေကျင်မြို့နယ်ရဲစခန်းတွင်ရေကောက်ပွဲကာကွယ်ရေးဥပဒေဖြင့်အမှုဖွင့်ထားကြောင်းသိရှိရပါတယ်ခင်ဗျာ ကဲသတင်းဗီဒီယိုတွေဖတ်လို့ပြီမှာပေါ့နော်ပြီးခဲ့တဲ့ရက်ပိုင်းတွင်ကအာရခတတော် AA နဲ့ဒီချင်းတက်ဖွဲ့တွေတွေ့ခဲ့ရပေါ့နော်အဲ့လိုပုံမှာဘယ်လိုမျိုးသဘောတူညီချက်တွေရလာလဲဆိုတာကိုပြောပြပေးထားရတယ်ဒီ slide ရောမှန်ရဲ့ပြောပြောစုချက်လေးဒါတော့ကြည့်အောင်နော်ဘောဂင်ကလေးကဒီ CDF Minted တို့ CDF Complete တို့ပေါ့နော် CDF မတူပြီးတော့ねချိတ်ဆက်အလုပ်လုပ်နေပြီးသားပါအဲချင်းချင်းတော်ကိုဖွဲ့စည်းလိုက်တဲ့ဒီ2023 December 30ပေါ့နော်အဲအဲ့ဒီမှာအဲဒီ December 30 31ပေါ့လေ အဲ့ဒီမှာခရေကကျွန်တော်တို့ဟိုချင်းချင်းတောင်ပြောချင်ပြောမယ်ဆိုချင်းချင်းတောင်စမစခင်ခရေကကောဘူပေါင်းချိတ်ဆက်နေဘယ်လိုလုပ်ခိုင်းနေကြပြီပေါ့နော်တင်တန်းပေးတဲ့အပိုင်းဒီအဲ့လိုမျိုးရှိနေပြီချင်းချင်းတောင်ရေလို့ပေါ်လာပြီးတဲ့နောက်ပိုင်းမှာလည်းပဲကျွန်တော်တို့ဘူပေါင်းစစ်စင်ကြီးဒီချင်းချင်းတောင် CB operation နေနေပေါ့နော်ဂျင်တွေးနံပါတ်2ပြီးမင်းတက်အခု complete လောက်ရောက်သွားတယ်ပြီးတော့မှ flan ဆက်တဲ့ဖြစ်ပေါ့ကျွန်တော်တို့အချင်းချင်းအပြန်လမ်းပူပေါင်းချိတ်ဆက်နေတော့ကြာပါပြီဒီနေ့ကျော်တော့ပါပြီ ဒီဒီဂျိန်ကတွေ့ဆုံဖြစ်တယ်ဆိုတော့ဒီ ULA ရဲ့ဥက္ကဋ္ဌပေါ့နော်ဒီရဲ့တမှုချုပ်ဘောချုပ်ထွန်းမြတ်နိုင်ငံဖိတ်ချချက်အရကျွန်တော်တို့ဒီချင်းကြီးတော်6ဖွဲ့လုံးကအာတွေ့ဆုံမြင်ပြမှာတွေ့ဆုံကြတာပေါ့နော်ဒီတော့ဒီ Zoom မှာတွေ့တာရှိတယ်ဘာလို့အခြေဆက်လုပ်ကင်စကားပြောကြတယ်ရှိတယ်ပေါ့ခုတော့မြင်ပြမှာတွေ့ဆုံဖြစ်ကြတယ်ပေါ့ဘောချုပ်ရဲ့ဖိတ်ချချက်အရပေါ့နော်အဲ့တော့ဒီအော်တိုပါလာအစောပိုင်းမှာတွေ့ဆုံခဲ့တာ စခိုင်းမြို့အဲ့လိုမျိုးပေါ့နော်မြို့အများအကုန်လုံးတော့မရောက်ပါဘူးခင်ဗျာအဲ့လိုမျိုး၄၅မြို့လောက်ပေါ့နော်အဲ့လိုမျိုးဒီသွားလာတယ်ဟို site seeing တွေပေါ့နော်ကျွန်တော်တို့ဒီဆက်လီတွေစီးတယ်ဟိုတင်ဘော်တွေစီးတယ်အဲတောင်တွေတချို့ဘယ်လိုပြောမလဲဒီစီဒီတွေပေါ့နော်စီဒီဖျားတွေအဲပြတော့မှာတချို့မြင်ကွင်းကောင်းတဲ့ view point ရှိတဲ့နေရာတွေပေါ့နော်အဲ့လိုမျိုးတက်ကြီးကြတယ်လိလာကြတယ်ပေါ့နော်အဲ့လိုမျိုးတွေပါပြီးတော့ကန့်ချီတွေပေါ့နော်အဲ့လိုမျိုးတွေ ကျွန်တော်တို့ချင်းနေကြတော့ကန်းချေဆိုတာမမြင်ဘူးတိတ်နည်းနည်းလှမ်းဝေးတယ်ပေါ့နော်အဲ့လိုဆိုတော့ပင်လင်းစားတွေစားတယ်ပေါ့လေအဲ့လိုမျိုးတွေပေါ့ဆိုတော့တော်လာရင်နေတော့ဘယ်လိုပြောမလဲကျွန်တော်တို့လည်းမတူဘူးမတူဘူးပေါ့နော်ကျွန်တော်တောင်ကျွန်တော်ကျတော့တောင်ပေါ်မှာနေလို့သူတို့ကပင်လင်းမှာနေတယ်လို့ကျွန်တော်တို့ကစားတဲ့တီးတွေကကော်လခါတို့ထော့ပတ်တီးတို့ဘယ်လိုလေမော်တို့စတော်ဘယ်ရီတို့စားတယ်သူတို့စားတာကအုံဒီတို့နော်အဲ့လိုအဲ့လိုနေ မတူတော်တော်မတူတာများတယ်အဲ့လိုမျိုးပေါ့နော်ဟိုကျွန်တော်တို့ဘက်မှာကျတော့ကျွန်တော်တို့မှာစားနေတဲ့လို့ဆိုဆိုထောပတ်တီးတို့ပန်းတီးတို့စတော်ဘယ်ရီဆိုတော့သူတို့တို့တထေးစားတယ်သူတို့ကရိုးရိုးတာမန်လူတန်းစားတွေစားပါတယ်ဆိုတော့ငါပြီတော့ငါချုပ်တို့ဆိုတော့ကျွန်တော်တို့တို့တထေးစားတွေပေါ့နော်ဆိုတော့ကျွန်တော်ချင်းချင်းကချင်းချင်းကတထေးတွေပေါ့ချင်းချင်းပေါ့နော်ပြောမစုံပေါ့လေဒါပေမဲ့နေပြည်တော်တော့ဟိုသွားမယ်ဆိုရင်ဒီအာတော်တော်များများလွတ်လွတ်လပ်လပ်ဖြစ်နေတယ် ိုလုံခြုံနေတယ်ပေါ့ပါတယ်ပေါ့နော်တို့တွေနေပေါ့လေကုံယူတဲ့ပုံစံလေးတွေရှိတယ်ပေါ့။အဲပြီးတော့မှဒီ UL တချို့စိုင်းဘုတ်တွေဆိုပေါ့နော်နိုင်ငံကြီးသားပြည်ပြည်သားကြပါစို့ပေါ့နော်။ဟိုအမိုက်ပြစ်တာအစအအနေထိုင်အပြောဆို ပြုမှုအစတိတ်ခါရှိတဲ့နိုင်ငံကြီးသားပြည်သားတဲ့လူမျိုးတွေဖြစ်ကြဖို့ပေါ့နော်။အဲ့လိုမျိုးဟိုဒီဒါကနိုင်ဒီစီကြီးနိုင်ငံကြီးတဲ့ဟုတ်ပဲနေပေါ့လူမှုရေးအရာပေါ့နော် culture ရ ဟိုဆွဲခေါ်လာတယ်ပြင်တင်လာတယ်ပြီးတော့မှမွတ်စလင်ရဲတချို့ပေါ့နော်ဟိုအဲ့လိုမျိုးပေါ့လက်နဲ့ကင်တဲ့မွတ်စလင်တွေတချို့တွေ့ရတယ်ပြီးတော့မှတချို့ချင်းလူမျိုးတွေကိုဟိုမြို့နယ်အချို့ရေးမှုလူမျိုးတွေနေရာပေးထားတယ်အပိုင်းတွေပေါ့နော်ဒီစီကြီးနဲ့ပတ်သက်လို့တော့အဲစီကြီးနိုင်ငံရေးစီးပွားရေးဆိုတာရေပွင့်ရဆန်ဆန်ပြောကြတာပါပြောချင်တာကကျွန်တော်တို့အနေနဲ့ လက်ရှိမှာစီးရီးနဲ့ပတ်သက်ပြီးမှာတွန်လိုင်းနဲ့ပတ်သက်ပြီးမှာပေါ့နော်တွန်လိုင်းလို့ပဲပြောပါမယ်ရုံးကန်ဆိုင်အများကြံသေးတယ်ဒါပေမဲ့လည်းဒါဒီတွေ့ဆုံမှုကတွန်လိုင်းရဲ့တက်တက်ကြီးတွေ့ဆုံမှုပဲနေပေါ့နော်ဒီ possibility ဒီပေါ့နော်အနာကအလားလားတွေဖြစ်နေတာဆိုရင်နိုင်ငံကြီးရဘလို့ဖြစ်နေနေစီးပွားရကျွန်တော်တို့ထိတ်ဆက်နေတဲ့လူတွေကိုဥပမာကျွန်တော်တို့ဆိုရင်ရဝတီမျိုးများပဋိသင်္ဆန်တွေပဲစတာလေအေးကကျွန်တော်ရခိုင်စန်းတွေဆိုနီးနီးလေးပဲကိုဆိုတော့ ဒါကျွန်တော်တို့ရဲ့စာဝတ်နေရခက်ခဲပြဿနာကိုစာနယ်ကခက်ခဲပြဿနာဖြစ်ရှင်းတာဖြစ်မယ်တောင်ပေါ်မှာကျွန်တော်တို့ဖောဖောတီတီရတဲ့ထောပတ်တီတီကိုလခါတီတီ strawberry တွေပါတယ်ဆိုတော့ကကျွန်တော်တို့ဒီနောက်ဖေးကျွန်တော်တို့နောက်နားလေးကိုတင်ပို့လိုက်မယ်သူတို့ရောက်သွားမယ်အဲ့လိုမျိုးပေါ့နော်သူတို့ရှိမှရှိတယ်ငါပြီးငါ၆တရာစာကျွန်တော်တို့ရှိဝင်လာမယ်ဆိုရင်ခုနပြောသလိုပေါ့ကျွန်တော်တို့မှဟိုဟိုမှာကျွန်တော်ငါ၆တီဆိုရင်နည်းနည်းတော့ဟိုဆိုတော့ကျွန်တော်အဲ့ဒါငမန်းကို၆ကင်ထားတာတင်နေပေါ့နော်ကျွန်တော်တို့ရှိရငါ၆ဆိုတာက တကောင်ကိုနှစ်ပိတ်တာသုံးပိတ်တာဆိုရင်ကြီးလာပြီပေါ့လေတကောင်တစ်ပိတ်တာခွဲလောက်ဆိုရင်တော့တော်တော်ကြီးနေပြီတောင်ပုံငါးတွေရောရေချုံငါးတွေရောသူတို့ရှာငါချောက်ကူကနှစ်ပိတ်တာ လောက်ရှိနေတာကိုဆိုတော့အဲ့ဒါငါမန်းတင်တယ်လို့ဘုလဲဝေလငါဝေလငါချောက်လို့ထားလာမသိဘူးပေါ့နော်အဲ့လိုမျိုးတွေပေါ့ပဇွန်နီဆိုလဲနည်းနည်းတော်တော်ကြီးတွေမဟုတ်ဘူးပေါ့နော်အဲ့လိုမျိုးဆိုတော့ကျွန်တော်တို့တက်ကတော့အဲ ငပိဒီဆိုရလဲပေါ့နော်ငပူတို့ကလည်းငပိဒီလည်းအတန်းစားရှိတော့ပစွန်း၆တွေလည်းမျိုးစားအများကြီးရှိလေငားဆိုလဲမကြီးမတော့နေအောင်ပဲဘလို့မျိုးငားနေမလဲမသိဘူးပေါ့နော်အများကြီးပေါ့နော်ဆိုတော့ဒါနဲ့ပတ်သက်မှာ trade လုပ်ဆရတယ်အများကြီးရှိတယ်ကျွန်တော်တို့ရဲ့ values ဒီပေါ့နော်တက်ကိုတယောက် complement ပေါ့တက်ကိုတယောက်ဖြည့်ဆွတ်နိုင်တဲ့အခြေအနေတွေအများကြီးရှိတယ်ပေါ့အဲဟာခနဲ့တည်တည်နေပေါ့နော် tendline ကကြတော့တစ်မျိုးလုံးပြာကြသွားပြီမရှိတော့ဘူး ို့ပါမရှိတော့ဘူးနေဒီရွာတွေမှာတော့လူရှိတော်ညာလည်းပဲစိတ်ကောင်းစီကနေဒီရွာတွေရှိလွှမ်းမိုးမှုကမရှိဘူးဆိုတော့ Thunderland ဆိုတာနာမည်ပဲထည့်ထားတာမြို့ပေါ်မှာဟိုမီးလောင်နေတဲ့ဘုရားကျောင်းမှာမှွေငုတ်တူတွေပဲကျန်နေတဲ့နေရာတွေမှာပဲမဲပုံသွားထောင်တယ်လို့ဖြစ်မှာလူဒီဘယ်သူမှမရှိဘူးအားကားမှာတော့သူတို့လုပ်လို့ရမယ်ဒီတင်မြို့ပေါ်မှာတော့နည်းနည်းလုပ်လို့ရနိုင်တဲ့အခြေအနေတွေတချို့နေရာလေးတွေရှိမယ်ပေါ့နော်ဒါလည်းကောင်းကောင်းလုပ်လို့လုပ်ဂျွတ်ကောက်ပဲသူတို့ UTV မှာပေါ့နော်ဒီတင်ကိုသူတို့ husky အချိန်26ချိန်လောက်ဆင်းတယ်ချိန်30နီးပေါင်ဆင်းပြီးမှလူသူလက်နဲ့ခဲရန်ကြီးကတွေနဲ့လာတယ်ပေါ့နော်အဲစီကွန်ဆေးကြီးကောက်ပွဲတော့ကျွန်တော်တို့အကုန်လုံးတီးပြီးသားပါဆိုတော့အထူးတလေကျွန်တော်လည်းစာလက်ထုတ်ပြန်ပြီးသားပဲပေါ့နော်ဆိုတော့ဟိုစာလက်ထုတ်ပြန်ကန့်ကွက်တာတော့တစ်ပိုင်းမှာဒါပေမဲ့ तू လုတ်လို့ရတယ်မှ तू လုတ်ပါပဲ तू စိတ်ကောင်စီထိမ့်ချုပ်တဲ့နေရာမှာ तू လုတ်မှာပဲပြီးတော့မှ तू မထိမ့်ချုပ်တဲ့နေရာမှာလုတ်မယ်ဆိုရင် तू ထိန်းချုပ်လို့ရအောင်အရင်တိုက်ပြီးမှသူလုံမှာပဲဆိုတော့သူလုံလို့ရတယ်မှာသူလုံမှာပဲဆိုတော့အဲ့ဒီနေရာမှာပြည်သူတွေအနေနဲ့မဲမပေးနဲ့ပြီးတယ်တယောက်တစ်ယောက်မဲပေးလေပေးတယ်မဲနဲ့ဖြစ်အောင်လုပ်မှာပဲဆိုတော့အဲ့ဒီတယောက်တစ်ယောက်မဲပေးတော့ရှုရှိမှာပဲအဲ့ဒါနဲ့ပတ်သက်ပြီးမှကျွန်တော်တို့အထုတလေတော့ဖတ်ချက်တော့မပြုတ်လို့ဘူးကျွန်တော်တို့ဟိုလက်မခံဘူးကန့်ကွက်တယ်ဒါအဖြေလည်းမဟုတ်ဘူးမှန်ကန်တဲ့ဟိုထွက်ပေါ်လည်းမဟုတ်ဘူးဟို solution တစ်ခုမဟုတ်ဘူးပေါ့နော် ဲ့ဒါပေမဲ့ကျွန်တော်တို့ဘလော့ပဲကန့်ကွက်ကန့်ကွက်စားရီဘလော့ပဲထုတ်ထုတ်ဘာထုမှလဲသူစုံမှုနိုင်တဲ့နေရာမှာသူလုပ်မှာပဲဒါအရှိတရားပဲဆိုတော့အဲ့ဒါနဲ့ပတ်သက်ပြီးမှလဲကျွန်တော်တို့စီကောင်စီထိုးစစ်တီကိုပူပေါင်းခုခံဖို့ပြင်စူးစမ်းနေကြတာအများကြီးရှိတယ်ပေါ့နော်ဒါပေမဲ့လည်းတချို့တချို့ဟာတွေကတော့အရှိတရားကိုလက်ခံတာပဲရှိတရားရင်ဆိုင်ကြတာပဲအဲ့လိုမျိုးတော့ရှိပါလိမ့်မယ်ခင်ဗျာကဲဒါတော့ဗောနော် AA နဲ့ချင်းဖွဲ့နဲ့တွေ့ဆုံတဲ့အပေါ်မှာချင်းဖွဲ့ရဲ့တုံ့သက်ချက်ဖြစ်ပါနော် ကဲနောက်ထပ်ကျွန်တော်ကြည့်ရမှာတော့အခုဆိုရင် UNG ကဝင်ကြီးဌာနတွေကနေဒီဦးစီးဌာနအဖြစ်ပြောင်းလိုက်တဲ့ပုံမှာဦးကြီးမင်းအမြင်ဒါတော့ကြည့်အောင်နော်အာဒီပုံစံနဲ့လူမပြောင်းမူမပြောင်းနေနဲ့မူကလည်းပဲဟာဒီမူကဘောင်တွင်းရပဲလုံးမယ်ဆိုရင်တော့ကျွန်တော်တို့လူဦးဒေါ်လာရေးကိုအကြီးကြီးထိခိုက်နေတယ်အစိုးရဖွဲ့တာတော့တော်တော်အစိုးရဖွဲ့ပြီးပြင်းပြင်းထန်ထန်နိုင်ငံရေးစကားနဲ့ပြောမယ်ဆိုရင်တော့အစိုးရလှုပ်ရှားတဲ့အလုပ်ကတော့တော်ပြီးငန်းနေလीတော်ပြီးတော်တော့ပြီးပေါ့ဟုတ်လားအစိုးရလှုပ်ရှားတာ တော်ပြီပေါ့ဗျာတော်တော်လေးတို့အစီအပြေနေပါပြီမိသားစုလိုက်နော်အဲတိုက်ခါနေဝင်းနိုင်ကားတွေဝင်းနိုင်လာစားတွေလည်းအဆုံပြေပြီးသားကလေးတွေလည်းကြောင်းထားကြောင်းကောင်းနေထားအဲ့လိုလင်မကြလည်းရောက်နေကြပါပြီနော်တော်ပါတော့အဲ့ဒါတော်လန်ကြီးလည်းကြည့်ရပါဦးတော်လန်ကြီးအောင်မြင်အောင်လုပ်ပါဦးအဲ့ဒါကုမဘိုးကမွေးမိပါအသေးလေးတိုက်ရမှာညာဒေသတွေမှာခမရအင်ဂျင်ပေါင်းတသိန်းရောလူပေါင်းခမရ9000အဲ့ဒါထောင်နဲ့ချီပြီးသေးကုန်ကြပြီအဲ့ဒါမီးတွေရှို့ခါလာတယ်တောင်းနဲ့ချီပြီးတော့ဗျာဘုံတွေလည်းကျဲ အဲ့လိုရုပ်နေတဲ့အချိန်မှာအစိုးရလုပ်တဲ့ဟာတော့တော်ပါတော့ခင်ဗျားတို့ဘာကျွန်တော်ကတော့ဗျာအစိုးရဖွဲ့လုပ်တဲ့သူကြောင့်မလို့ဘာမှထိထိရောက်ဖြစ်တယ်ကျွန်တော်မတွေ့ရဘူးဘာလို့မြုပ်နေသိနေတယ်အဲ့အဲ့အစိုးရကြီးအောင်ဘယ်နဲ့မြုပ်နေသိနေတယ်အခုစကိုင်းအဆက်ကလေးမှာထောက်မြုပ်နေသိနေတာမြုပ်နေကြီးရဲ့နှစ်ခုမြုပ်နေကွဲလေးရဲ့လေးခုအဲ့ KAI နဲ့ AE နဲ့တိုက်ပြီးထားတာဟိုပတ်တုံးလုံးနေပါလိရတော့အနေပါတော့ပါတာပေါ့ဗျာပြီးတော့နောက်တစ်ခုကအဲ့လိုလောက်လာတဲ့ခါမှာ အစိုးရအောက်မှာတော့ဘာမှတိုက်ထိတိရအောင်မရှိဘူးလေ။တောင်းတော်လန်ရေးပုံစံနဲ့အဲပေချာလုံးမှာလက်ခစားတက်ကြီးကိုလည်းရှော့မှာရမယ်လို့ကျွန်တော်တို့အမြင်ကတော့မေးပါဆိုရင်တော့ကျွန်တော်ကတော့ခုသူတို့လုံးမဲ့ပြီးမှုပြောင်းလိုက်ရ။ဘာမှအကျိုးကျေးဇူးဖြစ်လာစရာမမြင်ပါဘူးဗျာ။တော်လန်ရေးကိုအကျိုးကျေးဇူးဖြစ်လာစရာမမြင်ပါဘူး။အာလုံးတင်တာပေါ့ခင်ဗျာဒါတော့အပီသူတွေရဲ့တော်လန်ရေးဆိုတာပဲလေ။တော်လန်ရေးဆိုတာပီသူကိုအတိပေးရမယ်။အခုဆိုဗျာဟိုမှာကလေးဘက်တို့ပါလို့ဆိုရှင် ဟိုအဲ့မှာလှည့်လာသွားလဲအုတ်ချိုးမှုနေရဘူး။ဟိုကပြည်သူတွေကအဲ့မျိုးရှိတဲ့မဲပြည်သူတွေကမဲဆန္ဒနဲ့ရွေးကျင်နေကျွန်တော်တို့အုတ်ချုပ်မဲ့လူဆိုတော့မရဘူး။အနေပြတက်ရခါမယ်ဘဟုဝတက်ရခါမယ်ဘဟုဝတက်ရခါတယ်။အမကြည့်တတ်ဘူးဘဟုဝလူ။တိုက်လို့ပေါ့ဗျာ။ပွင့်လင်းမြင်သာမှုဆိုတော့အောက်ချီကနေအပေါ်ဆုံးအထိသူတို့ကဟို legislative ရထားတဲ့အာဏာရထားတဲ့အစိုးရပေါ့။အစိုးရမှလို့သူတို့အုတ်ချုပ်တယ်ပေါ့။အဲ့သူတို့ဘလို့အစိုးရဖြစ်လာတယ် သူတို့ NUG ကိုဘယ်လိုရွေးကောက်လဲဆိုတဲ့နေရာမှာတော့အမေကွန်းနေရာတော့အများကြီးပဲအများကြီးပဲသူတို့တွေရတတိယဒါနအဆင့်တွေပဲရှိတာလေတကယ်ကြောင့် NLD ရတတိယဒါနအဆင့်တွေပဲရှိတယ်အမတ်တွေမဟုတ်တဲ့လူတွေလည်းပါတယ်အဲအမတ်တွေဆိုတဲ့လူတွေကလည်းပဲလူမကြီးနဲ့ပါတီဝဲကြီးအောင်ပါဟို60ကုနေရွေးကောက်ပွဲမှာဟိုဝိဒုဝတ်တခင်ချင်းမောင်တို့ကဆိုရင်ဘယ်လိုပြောလဲဆိုရင်ဆန္ဒပြတာတဲ့ပြည်သူတွေကဆန္ဒပြတဲ့အနေနဲ့ဆန္ဒပြမဲပေးလိုက်တာ NLD ကိုဆန္ဒပြမဲပေးလိုက်တာတဲ့ ဟိုဘသူတွေဘာတွေကြည်မနေဘူးဗောဗျာလာခြင်းနဲ့ကောင်းလာဗောအဲအဲ့လိုဒါမှမဟုတ်ဒါမှမဟုတ်60ခုနှစ်ရွက်ကပွဲကလူတွေကတကယ်လူတက်နေဗျာတကယ်လူတော်လေးဒါမှမဟုတ်အခု2020မှာရွက်တဲ့လူတွေကတော့အာခမရဟိုခြာတူးလန်ပြီးတော့အချောင်သမားတွေအများကြီးပါလာတာအဲ့ခြာတူးလန်အချောင်သမားတွေကအခုတက်နေရတဲ့နေရာတွေက NUG မှာလူကြီးတွေဖြစ်အခုက CRPH ကို NUCG တို့မှာလည်းပါဗောဗျာပြည်သူလူထုကတော့သူတို့ပေါ်မှာဟလာဩဇာရှိတဲ့အဖွဲ့အစည်းလို့မမြင်ပါဘူး သူတို့ကိုယ်တိုင်ကလည်းဘယ်တော့မှအယဉ်ချင်းရှိတယ်ဆိုတော့သူတို့ကအတိဆုံးပဲဗျာ။နေရာအရင်ဆုံးပြေးထိုင်ကြတယ်လို့ပြီးပါနော်။အဲ့လူတွေကနေပြောကောင်းမွန်တဲ့အကြံဉာဏ်တွေလည်းမပေးနိုင်ကြပါဘူး။အဲ့လူတွေကနေပြောရင်ဟလာ NGO ထိမ့်သိမ်းရင်လည်းအယဉ်ချင်းလည်းမရှိပါဘူးနော်။ဒါကြောင့်မလို့ NGO ကခုလိုဖြစ်ချင်နိုင်ဖြစ်နေတာမှာဘုကျုပ်ပြောသလိုပေါ့အောင်ဆန်းတော်တော်ညီညွတ်ရေးညီညွတ်ရေးစားဖားရေးညီညွတ်ရေးကတော့မလုပ်ပါနဲ့ဆိုတော့ ဘူးလေ तू ကပေးကန်ထားတဲ့ဗီဒီယိုလေးရတယ်သူ့ကိုတခဲနဲ့ထောက်ခံနေဗျာပြီးတော့ကျွန်တော်တို့ဘလောက်ကောင်းတာပြောဆိုမထည့်ပါဘူးဗျာဒါကိုတလုံးတော့မထည့်ပါဘူးကျွန်တော်ဘလောက်ကောင်းတာပြောလဲမထည့်ပါဘူးเนาะတနည်းလလုံးကျွန်တော်တို့ energy ထောက်ခံပြောလာတလုံးမှမထည့်ပါဘူးဗျာเนาะစုံဟိုကျွန်တော်ကတော့ဗျာစစ်နိုင်တိုက်ရမယ်เนาะ NUE ကပဲတိုက်တဲ့ EO တွေနဲ့ပဲပေါင်းတိုက်တဲ့မြန်မာပြည်မှာဤတပ်ပေါင်းစုနဲ့တိုက်တဲ့ဘလို့နဲ့ပေါင်းတိုက်တဲ့စစ်ကတော့နိုင်မှဖြစ်မယ် စစ်မနိုင်ပဲနဲ့စိတ်ကူးရင်နေတော့လေထဲမှာတိုက်ရင်ဆောက်တူဖြစ်မယ်ကျွန်တော်တို့အခုခင်ဗျာ DNA လေးဆိုလို့ချင်းလေရင်နဲ့ဘုံကျတဲ့တောင်မခံနိုင်တော့လို့တရုတ်ကဖိအားတွေရောပေါင်းပြီးရွှော့ရတာပဲနောက်ထုံးလို့လည်းလာရှိုးလည်းရှော့ရတယ်အခုကချင်နဲ့ရခိုင်ကလည်းပဲဘုံကျပြီးတော့ဖိအားတွေပေးတယ်အကရင်ဆိုလည်းဒီလိုပဲဘုံကျပဲဖိအားတွေပေးတယ်ကင်းဒီပင်ရူလည်းဘုံကြီးပြီးတော့ဖိအားတွေပဲချင်းကိုလည်းဒီလိုပဲထိုးစစ်တွေဆင်းနေဆိုတော့အဲ့တော့ကိုယ်နယ်မြေကိုကိုဟုတ်လားအသေးနဲ့ခုခံနေရပြီးတော့ လောက်နေရတဲ့အချိန်မှာခမရဒီ NUG အောက်ကပြည်တော်စုအမျိုးသားညီညွတ်ရေးအစိုးရဆိုတာကြီးကိုဘလောက်လောက်သူတို့ပါဝင်နိုင်ပါလဲဗျာဘလောက်ကူညီနိုင်ပါလဲအဲ့တော့သူတို့ဒါတော့မလို့ရခိုင်ဆိုရင်လည်းပဲစစ်တွေနဲ့ကြောက်ဖူရမှာဖြစ်မှာလေဒါမှရခိုင်လွတ်လပ်မှာဟုတ်အဲ့ဒီဟာအဓိကပဲ KNL ရဲ့လည်းမြကြီးနာဘဘောကိုတင်းမိုင်မှာအဓိကကြာမလဲကြရလည်းဒီတိုင်းအချင်းလည်းဒီတိုင်းအဲ့တော့ကော့ဘာသာကိုမဲပြီးတိုက်နေရတဲ့အချိန်မှာအမျိုးသားအညွန်ပေါင်းစုကဆိုတာကြီးအောက်မှာလာပြီးတော့ အမင်းတို့ကဝင်းကြီးတွေပြင်းမြဲမင်းတို့ကပါညာအဲ့ဒါကြီးရတော့ဗျာခင်ဗျာလေလက်တွေ့မကြဘူးပေါ့နော် ကဲဒါကတော့ဗောနော်ဥကြည်မြင့်တုံ့တက်ချက်ဖြစ်ပါတယ်နော်အဲ့တော့ဥကြည်မြင့်ကတော့ဒီ NLA ဖွဲ့စည်းမှုနဲ့ပတ်သက်ပြီးတော့လည်းဝေဖန်ခံနေရတယ်လို့ဗောနော် UNG နဲ့ပတ်သက်တယ်ဆိုရင်လည်းဒီနောက်ပိုင်းမှာတော့ဒီဝေဖန်လုံးလို့သူ့ပြောခါတာမျိုးတွေရှိတယ်ဗောနော်ဒါပေမဲ့ UNG ဘက်မှာလည်းပြန်ကြည့်မယ်ဆိုရင်တော့ PDU တွေကလည်းတော်တော်များများပြန်လဲဝေဖန်နေတာတွေ့ရတယ်အဲ့တော့ပါကမပါခပြဿနာဆိုလည်းအခုချိန်ဒီမရှင်းနိုင်ဘူးဗောနော်ဒါအပြင်အခုဆိုရင်ဒီဝင်ကြီးဌာနနဲ့ဥစည်းဌာနပြောင်းတဲ့ကိစ္စကလည်းဘာကြောင့်လဲဆိုတော့ကိုဒါဥကြည်မြင့်တော့တုံ့တက်ပြီးတာဖြစ်ပါတယ်နော် ကဲကျွန်တော်နောက်ထပ်ကြည့်ရမှာတော့ဒီမောတောင်သတင်းတွေရဲ့တခြားသတင်းတွေပြောလာတယ်ဥကျော်ရဲ့သတင်းနောက်ထပ်ကြည့်အောင်နော်အဓိကနိုင်ငံတစ်နိုင်ငံမှာပြည်သူတွေရဲ့အဓိကအချက်ချာကြတယ်ပြည်သူနဲ့အစိုးရနိုင်ငံတစ်နိုင်ငံမှာပြည်သူနဲ့အစိုးရအပြန်အလှန်ဟလာအပြန်အလှန်တခါသာတညတ်တမှုပေါ်မှာသွားပြီးတော့နိုင်ငံရဲ့တိုးတက်ပြောင်းလဲမှုပေါ်မှာကျွန်တော်အခြေခံအခြေခံထားပြီးတော့နိုင်ငံတစ်နိုင်ငံတိုးတက်ဖို့အတွက် အစိုးရမှာလည်းတာဝန်ရှိတယ်လို့ပြည်တွင်းမှာရှိနေတဲ့ပြည်သူပြည်သားတွေမှာလည်းတာဝန်ရှိတယ်ဒီကနေ့ကျွန်တော်မြန်မာနိုင်ငံမှာဖြစ်ပျက်သွားတာကကျွန်တော်တို့နိုင်ငံတွင်းမှာရှိနေတဲ့နော်အစိုးရနဲ့ပြည်သူအဲ့ဒီအစိုးရနဲ့ပြည်သူပြည်သူကတင်မြောက်ပေးလိုက်တဲ့အစိုးရကိုဟဲ့လားဒီအာဏာရှင်အကြမ်းဖက်စစ်အုပ်စုကနေပြီးတော့ဒါပြည်သူရောအစိုးရရောဟဲ့လား လက်နဲ့အာကိုပြီးတော့အာနာသိမ့်သွားတဲ့အတွက်ဒီနေ့ဖြစ်တဲ့ပြဿနာအဲ့တော့ခမည်းတော်ဘောမအုပ်စုတွေကိုအယိုးကိုက်အုပ်စုတွေကိုလော်ဘီလုပ်နေတဲ့ကောင်တွေကိုမင်းတို့မြန်မာတိုင်းနိုင်ငံမှာတက်မတော်မရှိလို့မဖြစ်ဘူးဆိုတာကျွန်တော်ပြောထားပြီးနော်အဲ့တော့ဒီကလေးမင်းတို့လိတ်ပြီးတော့စောက်ခင်ကြီးနေတယ်အာနာရှင်အုပ်စုကြီးအခုမင်းတို့ကလုံးတုတ်လောက်တာမင်းတို့ဘောမအယိုးကိုက် စစ်ခွေးလောပြီးအုပ်စုတွေကလုံးတုတ်လောက်လာငါတို့ကတိုက်နေတာတတ်မတော်ဘူးမဟုတ်ဘူးဆိုလာငါတို့တိုက်နေတာငါတို့ပြည်သူနဲ့ငါတို့အစိုးရကိုငါတို့ပြည်သူနဲ့ငါတို့အစိုးရရဲ့တင်မြောက်ထားတဲ့အစိုးရမင်းတို့ကအာဏာကို အလွဲသုံးစားလုပ်ပြီးတော့အကြမ်းဖက်လက်နက်နဲ့မင်းတို့သိမ်းသွားတာအာဏာသိမ်းသွားတာအဲ့တော့မင်းတို့သိပ်ပြီးတော့ဆောက်ချင်ကြီးနေတယ်ဒီစစ်တပ်ကြီးကို ်မင်းတို့ကနိုင်ငံတော်ကာကွယ်ပါတယ်နိုင်ငံတော်ကာကွယ်ပါတယ်ပြောပြီးတော့ဘယ်နိုင်ငံနဲ့စစ်ဖြစ်နေတာလဲတေချာပြန်စဉ်းစားတော့ဘယ်နိုင်ငံနဲ့စစ်ဖြစ်နေလို့လဲခမရတော့မပူနဲ့မင်းတို့ဘောမအယုတ်ကိုက်လော်ဘီခွေးအုပ်စုတွေကိုငါပြောနေတာမင်းတို့မပူနဲ့ခြားနိုင်ငံနဲ့ဖြစ်လေမင်းတို့ဖိခံရမှာဖိခံရမှာအေးအရင်ကဘိုးချုပ်တီထောင်ခဲ့တဲ့တတ်မတော်ဆိုတာကတကယ်ကိုအကြီးချင်းနဲ့ တကယ်ကိုလေးစားဂုံရွာစူးစားအာထုံမှုတွေနဲ့တကယ်ကိုပြည်သူတွေကလိုက်လိုက်လဲလဲနဲ့ဝိုင်းရံပြီးတော့ sporting လုပ်ပြီးခဲ့လို့အဲ့ဒီတက်မတော်ကြီးကိုစောက်ထင်ကြီးတာဒီကနေ့မင်းတို့အာနာရှင်ကအသုံးချထားတဲ့စစ်တပ်စစ်ခွေးတွေကစောက်ထင်ကြီးစရာတပြားမှမရှိဘူးမင်းတို့စပ်ဖို့ရင်လက်မပြောနိုင်မအေးလို့တွေ ငါလုံးမသားတွေစပ်ဖို့တိတ်မပြောနဲ့မြန်မာကအဆင့်ဘယ်လောက်ရှိတာလို့ဟာမြန်မာပြည်မှာဘာလက်နဲ့ရှိတာလို့လေရင်ဘယ်နှစီရှိတာလို့လုံမလီနဲ့မအေးလို့တွေဟမ်အခုတနင်္လာရီတိုင်းမှာ33မအေးလို့စစ်ခွေးတွေဘာဖြစ်သွားလဲဟမ်အခု27ကနေဖြစ်လာတဲ့တောက်လျှောက်ကိုမင်းတို့ကြည့်ဘယ်တက်မှတ်ကြီးပြုတ်သွားပြီလဲဘယ်တက်မှတ်လိုက်ဟာအကုန်မအေးလို့တွေကာလနာတိုက်ပြီးတော့သေသွားလဲဆိုတာဒီကနေ့ 真正呢，一张毛料嘛，批大的，拿来家里，没有织来，哎，没六十块钱，那老马妈啊，那心里过没过老的，老皮的，啊，没有少穿几块的，说不了，几块几块几块赚起来了，比如说是嘛，没有得来比较便宜的烂的毛了，没六十块钱过老牛的。 နော်အဲ့ဒါကိုသွားပြီးတော့ဒီပကဘယ်နိုင်ငံကငါတို့ရဲ့အနာငါတို့ရဲ့စစ်တပ်ကိုဟာဘယ်သူပါလို့ရဲ့လဲသွားမလုံနဲ့ဖင်သနီလာပြီးတော့ငါလိုးမာသားလေးဟိုကစီမစွတ်ပဲနဲ့လိုးသွားမယ်ဖင်ကိုမင်းတို့စစ်ခွေးမအေးလိုးမျိုးတွေကိုမင်းတို့မှတ်ထားနိုင်ငံတကာနိုင်ငံမှာစစ်တပ်တမတော်ကအရေးကြီးပါလေအရေးကြီးတဲ့ကဏ္ဍမှာရှိပါလေဒါမဲ့ပြည်သူတွေကိုတော့မင်းတို့မစော်ကားနဲ့အနိုင်မကျင့်နဲ့နော်ငါတို့နိုင်ငံမှာမင်းတို့အနိုင်ကျင့်လို့ရတယ်ဆိုလို့ ပြီးလက်နဲ့မရှိတဲ့ပြည်သူတွေကိုပဲမင်းတို့အနိုင်ကျင့်လို့ရတာမအေးလို့အကြမ်းဖက်အာဏာရှင်တွေမအေးလို့ရိုးကိုက်ဘောမလော်ပြီးမင်းတို့သဘောပေါက်လားငါပြောတာဟမ်မင်းတို့သိချစင်းလာကြည့်ဒီကနေ့လက်နဲ့မရှိတဲ့ပြည်သူတွေရဲ့ကြေးရွာတွေခရိုင်တွေပြည်နယ်တွေမှာပဲမင်းတို့ဘုံလိုက်ကျဲပြီးတော့လက်နဲ့မရှိတဲ့ပြည်သူတွေကိုပဲမင်းတို့အနိုင်ကျင့်လို့ရမယ်လက်နဲ့ရှိတဲ့သူအချင်းချင်းမင်းတို့ဖင်ခံနေရတယ်ဆိုတာအခုမောတော်ကတက်တည်ပြသွားတာ တမ33တက်မလိုက်ဘာဖြစ်လဲကိုမေကိုလိုးတွေနဲဘာဖြစ်လဲမအေးလိုးတွေဟမ်အေးလိုးခွေးသေးဝက်ပြပြခွေးသေးဝက်သေးပြီးတော့ကာလနာတိုက်ပြီးတော့သေခြင်းဆုံးနဲ့သေပြီးတော့မင်းတို့ကောင်းလေအခုအရှင်တွေရောအလှေတွေရောနဲ33တက်မဘာဖြစ်သွားလဲမင်းတို့သိချာလေးလားစောက်ထင်းလာမမင်းတို့ဟိုစောက်ထင်းမကြည့်ဘူးပြည်သူမပါဘဲနဲ့တော့ပြည်သူကိုမင်းတို့အနိုင်ကျင့်နေသမျှတော့မင်းတို့စစ်ခွေးတက်ကြည့် ကြာရှုံးနေအောင်မှာပဲဆိုတာငါဒီကနေရဲရဲကြီးပြောရတယ်ဟဲ့အောင်လေနားလိုက်တာငါလိုးမာတာလေဟုတ်ကဲ့ဒါတော့ဥစ္စာပြောထားတဲ့သတင်းဖြစ်ပါရဲ့နော်အဲ့တော့အကြားရဲ့အတိုင်းပါပဲအဲ့တော့ကျွန်တော်တို့နေရာတိုင်းမှာတော့ဒီနေ့သတင်းဖတ်တယ်လို့ပြောနော်အချမ်းမစစ်ကောင်စီကနေရာတိုင်းမှာတိုက်ရိုက်ခံရပြီးတော့တို့အသေးဆုံးတွေများလာဖြစ်ပါတယ်အဲ့တော့မချဒီရွေးကောက်ပွဲနီးလာလေးလေးပွဲတွေပွဲကြီးပွဲကောင်းတွေတွေ့ရလာလေးလေးလေးပါပဲနော်โอเคนี่เลยไปติ๊กเสร็จตะดิ้นพี่รอดีแล้วပါပဲสะสมจิไปมีมาพี่ตัวยอดสินทุกเวเจซุติมาเลยญาติจ๋ามานอกจากตะดิ้นตะโบเนี่ยเปลี่ยนตุ้ยจ๋ามานะ